ပီးတော့ကြိုက်တရိုးဖျားသွားတယ်ဗျာရှင်မအဲ့ဒီတန်းလေးမှာရွှေသင်္ကန်းကတ်တဲ့နေရာလေးမှာမိန်းကလေးများမဝင်ရဆိုပြီးရေးထားတယ်ဗျာအချို့နေရာမှာဆိုရင်လည်းတိမ်ထဲကိုမိန်းကလေးမဝင်ရဒါဆိုရင်ဖျားလူလူချင်း ခွဲခြားရလို့မမြင်မိဘူးလားဗျာအဲ့ဒါကတော့မြန်မာလူကြီးတွေတယူတန်းပေါ့နော်ဒါကတော့ဖျားဝါဒမဟုတ်ဘူးမြန်မာဝါဒလို့ခေါ်တယ်နော်အဲ့တော့မြန်မာရိုးရာဓလေ့နော် traditional နဲ့ဘုရားရဲ့အဆုံးအမနဲ့ကိုခွက်ခွက်ပြပြဦးကျွန်တော်ယနေ့လူငယ်တွေသိဖို့လိုသွားပြီနော် ဒီနေ့လူငယ်တွေဦးဇင်းတို့ဒီနေ့ခဏခဏတိုက်တွန်းနေတာကတော့ရိုးရာဒလိနဲ့ဗုဒ္ဓဘာသာအဆုံးအမကိုကိုယ့်ကပြပြလေးလာဖို့လိုပါတယ်မေးဖို့လိုတယ်အခုဒီနေ့ဦးဇင်းတို့ဘယ်နေရာမှာမဆိုဘာသာရေးကိစ္စနဲ့ရိုးရာဒလိကအများနဲ့ရောထွေးနေတယ်ဒါတော့ဦးဇင်းတို့ generation မျိုးသက်တွေအနေနဲ့ new generation တွေအနေနဲ့ဘာကိစ္စပဲတွေ့ရတွေ့ရမျက်စိမမလုံမယုံပါနဲ့မလုံပါနဲ့မေးပါနော်ဆရာတော်ဇာတ်တက်ပေးတဲ့ဆရာတော်ကြီးတွေကိုမေးခုနကတခါရေးတွန်းချောက်တယ်လို့အခုချွေးတွန်းကိုစော်ရီဒီတိုက်တီးဟိုဘုရား ဝင်းထဲကိုနော်မြို့သမီးမဝင်ရဘူးဆိုတော့ဒါဘုရားဟောတယ်မှာပါသလားနော်မေးတဲ့နယ်မေးရမယ်အဲဆိုရင်ပါတယ်ဆိုရင်တော့လိုက်နာမယ်ဟုတ်တော့နော်မပါဘူးဆိုလို့ချင်းဥစ္စာဒီရိုးရာတလေးကိုဆိုတော့ပယ်တဲ့နယ်ပေါ့နော်ဒါတော့မြို့သမီးဝင်လို့ရှိရင်ကဲဟိုဘုရားကဝါဟောခဲ့တယ်လေဟိုတိမ်ထဲကိုမြို့သမီးဝင်ရင်မဖြစ်တယ်လေပေါ့နော်ဘုရားဟောခဲ့တာရှိသလားမရှိဘူးလားမေးတဲ့နယ်ပေါ့အဲ့လိုပဲဥစ္စာဟိုဒီအတုပတဲ့တဲ့ကားတွေဟလာရွာထဲကိုဝင်လို့ရှိရင်ခိုက်တဲ့သူကတော့ပြောကြတာလေနော်အဲ့တော့နိုင်ကြီးကူကြီးကားတွေဆိုတော့တော်တော်အခက်အခဲတွေကြုံရတာပေါ့ ်ဆိုတော့အဲ့ဒါမျိုးဆိုလို့ချင်းတို့တို့ဒါ new generation တွေအနေနဲ့မေးတင်တယ်ဒါမျိုးတွေကပြစ်တကယ်ထဲမှာရှိသလားဘုရားဟောတယ်မှာပါသလားအထက်ကရာဒီကထဲမှာပါသလားအဲ့တော့ပါတယ်ဆိုရင်တော့ဒါလိုက်နာပေါ့နော်မပါဘူးဆိုရင်ဆိုတော့ဒါလိုက်နာစရာမလိုဘူးလေနော်ဘာသာရွေးရတလေးတွေကတခါတလေဥစဉ်တို့ဒီပါခေါ်လဲဆိုတော့ဗုဒ္ဓရဲ့အဆုံးအမတွေကိုအများကြီးဖြည့်ဆည်းသလိုဖြစ်သွားတာတွေရှိတယ်ဥစဉ်တို့ပြောပြောနေတာကဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာမဖြစ်လဲဆိုတော့သာသနာကိုကိုစားပြုနေတယ်အားလုံးနားလည်ထားတာကမြန်မာလူမျိုးတွေဗုဒ္ဓဘာသာကိုသတ်မှတ်ထားကြတာအဲ့တော့မြန်မာလူမျိုးတယောက်လှုပ်လိုက်တဲ့အလုပ်တွေသာသနာကိုကိုစားပြုနေတယ် တော့သူတို့တို့များအလုံးကိုဖခင်အဟောင်းနဲ့အညီလုပ်တယ်လို့လူတွေကထင်သွားကြတယ်။ဒီတိုင်းပဲဘုန်းကြီးလုပ်တဲ့များအလုံးကိုဖခင်သားတော်ဖြစ်တဲ့အတွက်ကြောင့်ဒါဖခင်ဟောင်းနဲ့အညီလုပ်တယ်လို့ထင်သွားကြတယ်။ဒီတော့ဦးဇင်းတို့ကဒကာဓမ္မတွေကမေးတင်တယ်ဒါဟာပြစ်တဲ့ကဓမ္မတကယ်ပါရဲ့လားနော်။အတကယ်ပါတယ်ဆိုတော့ဒါလက်ခံရမှာပေါ့မပါဘူးဆိုတော့လက်ခံစရာမလိုတခါတလေရိုးရဒလေးတွေကမိစ္ဆာဒိဋ္ဌိဘက်ကိုတောင်ရောက်သွားနိုင်တယ်နော်။အဲကမ္မတက္ကရာဉာဏ်တွေကိုပယ်တယ်လို့ဖြစ်သွားနိုင်တာရိုးရဒလေးတွေရှိတယ်။ ကြည့်လေတည်သွားတဲ့အတုပအလောင်းကောင်ပါဇက်တဲ့ကိုပါလဲမူးစင်မစီတွေထည့်လိုက်ကြတာကတို့ခါဆိုပြီးတော့ဟလာလာဆိုတော့အဲ့ဒါတွေဆိုရင်လည်းဦးဇင်းတို့ဒါမျိုးဆက်တဲ့တွေနဲ့မေးတယ်လေကြည့်လို့ကြည့်လေလုတ်ပြီးဆိုပြီးတော့မျက်စိမိတ်မယုံနဲ့မေးရမယ်ပညာဗုဒ္ဓဘာသာဝင်ဖြစ်အောင်မေးရမယ်ဆိုတော့အဲ့ဒါမျိုးကပိဋကတ်မှာပါလာရွေချက်ကဘာဘလို့လဲတကယ်ဟုတ်ကဲ့လားပေါ့နော်မေးတယ်လေအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီဒလိတွေကဘုရားအဆုံးမလို့လို့ဘာလို့လို့နဲ့ကြိုင်ဖြစ်သွားမှာပေါ့နော်အဲ့တော့မိစ္ဆာအယူဝါဒပုံစံမျိုးတွေပြောင်းသွားနိုင်တယ်